နော်ကျမခုနပြောသလိုကာမဆက်ဆံတဲ့ကိစ္စတွေလိင်ဆက်ဆံတဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်နေပဲလုပ်တဲ့အလုပ် Hello everyone ဒီနေ့အတူကြည့် channel မှာကျွန်တော်အတူကြည့်ပေးသွားမယ့်ဗီဒီယိုဖိုင်တစ်ပုဒ်ရှိပါတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကအာဝေဖန်တာတုံးတက်တာကျွန်တော်မလုပ်ပါဘူး အဒီဗီဒီယိုဖိုင်ကိုပြင်ပြီးတော့မှတုံးတက်သွားတဲ့ကျေးသွားတဲ့အမတယောက်ရှိတယ်သူရဲ့ TikTok အကောက်ကတော့ Almonte လို့ခေါ်တယ်ဆိုတော့အဲ့ဒီအမရဲ့ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်အာအတူကြည့်တော့မှဖြစ်တယ်သူပြောပြထားတဲ့အရာလေးတွေရဲ့ကျွန်တော်အာအတွေ့အခေါ်နဲ့ကျွန်တော်အမြင်နဲ့တဟဆာတညီညီမျှမှုရှိတယ်အဲ့ဒီအတွက်ကြောင့်အာကျွန်တော်တို့ ျွန်တော်ဘာမှမပြောဘဲနဲ့အဲ့ဒီဗီဒီယိုပဲကျွန်တော်အတူကြည့်မှဖြစ်တယ်ဒီဗီဒီယိုပိုင်းရှင်အမောက်လည်းကျွန်တော် credit ပေးပါတယ်ဒါ let's go ကျွန်တော်အတူတူကြည့်ကြရအောင်မတည်ဦးလို့နေတာကျဲစီအောင်လေးတွေးတော့ကျဲရမှာပေါ့နော်ပြောစီအောင်လေးတွေးတော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောချင်လေဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေးလိုက်တယ် စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးပြီညိုညွန်လင့်ပါတယ်နော်ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကောင်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့ညွန်လင့်တယ်နော်စတိတ်စင်ပေါ်မှာ rapper တွေလားဘာတွေလားတော့မသိဘူးเนาะဟုတ်တယ်เนาะကြည်ပြီးပြီလို့ထင်တယ်เนาะကြည်ပြီးပြီလားကြည်ရသေးဘူးလား ကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းဖွင့်ပြမယ်မကြည့်ရသေးရင်ပြောเนาะဆိုတော့အဆုံးထိကတော့အမေနှမကြည့်ဖို့အတွက်ကိုမတင်တော်ဘူးเนาะညီကိုမောင်မွားတွေအတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအယမ်းကို တော်ပြီနော်အရန်ဆိုးလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေကအဲ စင်ပေါ်မှာရိုင်းရင်အောက်မှာရေးဆိုလူငယ်တွေကဟာတခါတည်းကိုလေအော်အော်ပါတွေပေးကြတယ်မူးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျမအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်၆ချက်တည်းကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေစင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျမသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျမတို့ကအာဒီစကားတွေဟာ လူအများပိတ်သက်အလင်မှာပြောတဲ့စကားလားမပြောတဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကုန်လုံးကိုမဆိုလိုဘူးเนาะအကုန်လုံးကိုမဆိုလိုဘူးအဲ့တော့မူးယစ်စေးွားကြောင်လားအရက်ကြောင်လားဘာကြောင်လဲ နော်ဆိုတော့ဒါကြီးကြတော့အယမ်းလုံလုံအကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကို အရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာကတတိဆန်နေရပဲပြုတ်မှုပြောဆိုနေထိုင်လောက်ကင်ရတာလူတွေကမလုပ်ကြဘူးနော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိရဲ့ဟိရိအော်တပါဆိုတဲ့တရားเนาะဟိရိအော်တပါဆိုတာဘာလဲဆိုရင်ဖျားရှင်ကလောကအပေါ်မှာကောင်းမှုတွေကို အခြေခံနဲ့ တရားတွေတတန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နီလန်းနှစ်ပါဟီရီရဲ့အော်တက်ပါရဲ့ဆိုပြီးတော့မှနော်ဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တက်တဲ့စိတ်မကောင်းတာကိုပြုမူရင်ရှက်တက်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်နော်မကောင်းတာကိုပြုတာအောင်မဝင့်တဲ့စိတ်ဟီရီရှက်တက်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ်အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်နော် ်အပြစ်ကိုအပြစ်ပြုရမှာကိုကြောက်တတ်တဲ့စိတ်ကိုအော်တပါလို့ခေါ်တယ်အဲ့တော့ဟီရီအော်တပါတရားမရှိဘူးဟီရီအော်တပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟီရီဆိုတာကရှက်တတ်တဲ့စိတ်မကောင်းတာပြုရမှာရှက်တတ်တဲ့စိတ်အော်တပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တတ်တဲ့စိတ်အဲ့ဒါကိုအော်တပ်ပါလို့ခေါ်တယ်။အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တပ်ပါလည်းမရှိတော့ဟီဒီအော်တပ်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကလေကျွန်မတို့တွေက ကာလန်ဒီတန်ဆိုတာရှိတယ် နော်အဲ့တော့အမှုပညာလုပ်တယ်ဆိုရင်လေကျွန်မအဲ့ဒီဆင်းတဲ့ခုနဆင်းမောတက်ပြီးတော့မှအဲ့ဒီပြောတဲ့ခလေးကိုကျွန်မကြည်လဲမကြည်ဘူးသိလဲမသိဘူးဘာအမှုပညာရှင်မှန်းလဲကျွန်မမသိဘူးကြည်ရတာတော့ rapper တွေလို့ထင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေအရတော့ rapper တွေဖြစ်လိမ့်မယ်နော်ဆိုရဲခါကြတော့ကြည်လည်းမကြည့်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျွန်တော်တို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအိုးဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တ မတို့အမှုပညာရှင်တွေဆိုတာကလည်းအများအတွက်ကိုကျမတို့ကအရန် influence ဖြစ်ပါတယ်เนาะအမှုပညာရှင်တွေအဲဒီလိုမျိုးကျမတို့ social influencer တွေပေါ့စသဖြင့်ပရိသတ်ပေါ်မှာအရန်ဩဇာလွှမ်းမိုးပါတယ်အရန်ဩဇာတက်ရောက်မှုရှိပါတယ်ကျမတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစစ်လိတ်တောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွတ်ခဲ့ပြီးတော့မှမင်းသားတွေ item နဲ့စတိုင်နဲ့စစ်လိတ်တောက်တယ်လေဒိုးကလေးတို့ဘာတို့လားเนาะအဲ့လိုမျိုးမှလေစစ်လိတ်တောက်နောက်တစ်ခါ marble လို secret ကြော်ညာတို့ဘာတို့မှစစ်လိတ်တောက်တာတွေမြင်ပြီးတော့မှ ်စင်ချိုသက်တော်တော်များများစိတ်လိတ်တောက်ထက်ခဲ့ကြတယ်။ဒါဟာကျွန်မဒီဒီအမှုပညာရှင်တွေကိုအပြစ်ပြောတာမဟုတ်ဘူး။အမှုပညာရဲ့ influence ကိုပြောတာ။နော်နောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲ။ Korean wave ဆိုပြီးတော့မှအမှုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်။ကိုရီးယားရဲ့အစားအစာတွေကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်နော်။အဲ့တော့ကျွန်မတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်နိုင်ပြ idol တွေ။ ်နော်ဟာကြည့်ပြီးတော့မှလူငယ်တွေကအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝစ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအရန်အတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပိဋကအပေါ်မှာအစိတ်အတောင်မဖြစ်စေဖို့အရန်အရေးကြီးတယ်ရိုင်းဆိုင်တာဟာကောတာမဟုတ်ဘူးဒါဟာရိုင်းတာအမှခဏလေး တဲ့စัจကြောင်။ရိုင်းဆိုင်တာနော်ဒီစကားဟာပညာဖြန့်မျှဝေတဲ့ပညာဖြန့်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားအဖြစ်တက်ရောက်တယ်အပြောမတက်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ဆိုတော့ဒါဟာအာအမေနဲ့သား အဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကိုဖြစ်တဲ့ရိုင်းဆိုင်နေအဲ့တော့အမှုပညာရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်တွေဟာအများကြီးပြန့်သွားနိုင်နေเนาะအတူယူတွေအများကြီးလွင်မာသွားနိုင်နေအဲ့တော့အစိမ့်အတောင်ဖြစ်ပါတယ်ပြောချင်တာပြောမယ်ဆိုချင်တာဆိုမယ်ပြီးရင်တောင်းပန်လိုက်ရင်ရတယ်ဆိုတဲ့ဟာမျိုးတော့မဖြစ်သင့်ဘူးလို့ကျမကဒီလိုလေးတော့အာခံစားမိတယ်เนาะကျမတို့ ဗညာဖုံးပြေလာနော်ဗညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဗညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအခြေအနေဆူဆူဝါးဝါမြင်ခွေးမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှဆိုးွားတယ်လို့ဒီလိုလေးမြင်ပါတယ်เนาะအဲ့တော့ကျမတို့က ကျမတို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်တယ်တိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျမတို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝိဝါဒကွဲပြားတယ်အဲ့တော့တပ်ဆိုင်ကအာဏာပိုင်အနေနဲ့အနေနဲ့ဆိုရင်တော့ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်နော်ဒါမျိုးလုံရင်ဒါမျိုးပြောရင်ပြောလို့မရဘူးဒါမျိုးလုံရင်လုံလို့မရဘူးဆိုတာကို တက်ဆိုင်ရာအစည်းအရုံးတွေကနေတဆင့်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကို မျှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုမျှဝေထားဖို့လိုတဲ့အသည့်တွေကိုမျှဝေထားပေးဖို့လိုအပ်တယ်။ကျမတို့ခုနလိုစီးမြင်စည်းကမ်းတွေကိုမျှဝေထားဖို့လိုအပ်တယ်။ နော်ဆိုတော့တက်ဆိုင်ရာဂီတာအစင်းယုံသဘင်အစင်းယုံရုပ်ရှင်အစင်းယုံစသဖြင့်ဒီလိုအစင်းယုံတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချဖို့လိုတယ်အဲ့ဒီအနေမှာတဆင့်ကျမတို့နိုင်ငံတော်အစိုးရအနေနဲ့လည်းဒီဥစ္စာတွေကို ကျမတို့လက်သင့်မခံဘူးဆိုတာလေးကိုတော့ ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျွန်တော်တို့တွေဒီတိုင်းကိုခုနလိုပေါ့လူတော်ထဲမှာတောင်ချနာထောင်လိုက်လို့မသိတဲ့စကလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ရိုင်းလာနေတာမတူဘူး။ ခစ်မီတာခစ်ဆန်တာခစ်ရှည်ပြေးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနပြောသလိုကာမဆက်ဆံတဲ့ကိစ္စရင်းလိင်ဆက်ဆံတဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆို ပြုတ်မှုဆောင်ရွက်တာဟာတိရစ္ဆာန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျွန်တော်တို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ် အမေအမေမမ်းမသိအဖေအဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင် ဖြစ်လာပါလိမ့်မယ်ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီအဲ့တော့ကျန်တဲ့လိုအပ်တဲ့ ပြောဆိုဆုံးမမှုတွေကိုတော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါနော်ကျမတို့ပြည်သူတွေကပြောရင်ခုနပြောသလိုမျိုးဝေဖန်နေတိုက်ခိုက်တယ်အဲကျမတို့တွေကမနာလိုတယ်အဲစသဖြင့်ဒီလိုဟာမျိုးတွေဖြစ်စရာတွေရှိတယ်ပေါ့နော်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအရုံးတွေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေက နေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညာကနေပြီးတော့ပဲကျမက ဒီကလေးတွေကိုလည်းဟိုအတူယူမလွဲမှားဖို့ကိုပြောကဲဗီဒီယိုကတော့ပြီးသွားပါပြီအဲဒီဗီဒီယိုလေးကိုကျွန်တော်အအတူကြည့် channel ကနေပြီးတော့မှအတူကြည့်ဖို့ညွှန်ချထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ် see you in the next video